အားလုံးပဲမင်္ဂလာပါမတူဒီနေ့ဝေမျှခြင်းနာလေးကကျတော့မိမကို၆တွေ့တဲ့ဟာကိုသက်တမ်းဘလို့ကုသမလဲဆိုတဲ့အကြောင်းလေးကိုဒီဗီဒီယိုလေးနဲ့လာပြီးတော့ဝေမျှပေးခြင်းနဲ့အရင်ဆုံးကုသမှုတွေမလုပ်ခင်ဆိုလို့ရှိရင်မိမကို၆တွေ့တာကဘာကြောင့်ဖြစ်တာလဲဘယ်သက်ရွယ်တွေမှာဖြစ်တာလဲဘယ်သူတွေပိုဖြစ်နိုင်လဲလက္ခဏာတွေရဲ့နောက်ဖြစ်ရင်ဘလို့ပြုစုရမလဲဘလို့ကုသရမလဲဆိုတဲ့နီလန်၅ချက်ကိုဒီဗီဒီယိုလေးနဲ့လာပြီးတော့ဝေမျှပေးမယ်ကိုကမိမကို၆တွေ့နေတဲ့ဝေဒနာခံစားနေရတယ်ဒါမှမဟုတ်ရှင်လဲဒီအမျိုးသမီးတွေပေါ့နော်အသက်30ကျော်အမျိုးသမီးတွေဆိုရင်တော့ဒီဗီဒီယိုလေးကို ိုပြီးအောင်ကြည့်သွားပါလို့မသူအနေနဲ့ကြံပြခြင်းနဲ့အရင်ဆုံးကကြတော့မိမကူ၆တွေ့တာကကြတော့မိမကူမှာအာဒီမသူတို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဟော်မုန်းကကြတော့အားနည်းနေတာဒါမှမဟုတ်ရှိရင်ဒီဟော်မုန်းတွေမညီမျှဆိုရင်ဒါမိမကူ၆တွေ့နိုင်တယ်နံပါတ်၁ချဲနံပါတ်၂ချဲကကြတော့ဘယ်ရွယ်ဒီမှာဖြစ်နိုင်လဲဆိုလို့ရှိရင်တော့အသက်ရွယ်မရွေးအမျိုးသမီးတွေအကုန်လုံးဖြစ်နိုင်တယ်နောက်ဘသူတွေမှာပိုဖြစ်နိုင်လဲဆိုလို့ရှိရင်ကြတော့နံပါတ်၁အနေနဲ့ကကြတော့မွေးရပါဒီဟော်မုန်းထုတ်လုပ်မှုမမှန်တဲ့လူတွေပေါ့နော်အားနည်းတဲ့အမျိုးသမီးတွေနောက်လို့ရှိရင်ကြတော့စီးချိုယောဂရှိနေတဲ့သူတွေ ူကကျတော့ပုံမှန်မျိုးသမီးတွေဆိုင်ရင်မိမကို6သိန်းနိုင်တယ်နောက်လို့ချင်းအသက်30ကျော်ပေါ့အမျိုးသမီးတွေအထူးသဖြင့်တော့အသက်40ရာနေပြီးတော့သွေးဆုံကနေသွေးဆုံမျိုးမျိုးသမီးတွေမှာဆိုချင်ဟော်မုန်းထုံးလုံးမှုတွေကတဖြည်းဖြည်းလျော့နေလာတဲ့အတွက်မိမကို6သိန်းနိုင်တယ်နောက်တားဆီးတွေကိုနှိရှည်လာများသုံးဆွဲနေတဲ့မျိုးသမီးတွေအဲ့ဒါကပုံမှန်မျိုးသမီးတွေဆိုင်ရင်မိမကို6သိန်းနိုင်တယ်နောက်လို့ချင်းကိုဝင်ဆောင်တဲ့နိုးတိုင်မိခင်မျိုးသမီးတွေကလည်းတခြားမျိုးသမီးတွေဆိုင်ရင်မိမကို6သိန်းနိုင်တယ်အဲ့လိုပဲဒီဟိုပါပေါ့နော်ကန်ဆာယောဂါကုထုံး ွယ်ဈေးတွေတုံးနေရတဲ့အမျိုးသမီးတွေဆိုရင်လည်းပုံမှန်မျိုးသမီးတွေဆိုင်ရင်မိမှုကို6သိန်းနိုင်တယ်ပေါ့နော်ဒါကမိမှုကို6သိန်းနိုင်တဲ့သူတွေနောက်တစ်ခါလက္ခဏာတွေကကြတော့မိမှုကို6သိန်းတဲ့ခါမှာမိမှုကိုနဲ့ပေါင်ချန်တဝိုက်မှာရားရံမယ်နောက်လို့ရှိရင်ကြတော့စီးသွားတဲ့ခါမှာပူဆက်ပူလောင်ဖြစ်မယ်နောက်အိမ်တော်တွေဒီမှာဆိုရှင်မျိုးသားနဲ့တူနေတဲ့ခါမှာနာကျင်တာတွေဖြစ်မယ်ဒါကကြတော့လက္ခဏာတွေဒါတွေကိုသက်သာဖို့ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့နံပါတ်1အနေနဲ့ကကြတော့ရေးဝအောင်အိမ်မဲ့ရေမြမ်းမြတ်တောင်းမယ်အာဟာရပြည့်ပြည့်ဝဝစားမယ်စိတ်ဖြစ်စီမှုတွေရှောင်ရမယ်အဲပြီးလို့ရှိရင်ကြတော့ဟော်မုန်းအာ ားနေနေတယ်ဆိုရင်ဟော်မုန်းဖြစ်ဆက်စာတွေစားရမယ်ပေါ့နော်ဒီနေရာမှာအဲဒီပေါ့နော်ဒီလိုမျိုးကုသနေလို့မှကိုကိုတိုင်းကုသလို့မသက်တာလို့ဆိုလို့ရှိရင်တော့ဆေးရုံဆေးခင်းအများဆုံးပြားတာပါဒီလိုပြားတဲ့အခါမှာလည်းအဲရှက်ထားပဲဖြစ်ဖြစ်နိုင်ငံခြားရောက်နေတဲ့သူတွေအနေနဲ့ပေါ့နော်ဘာသာစကားအရတော့လည်းကောင်းအရှင်ွယ်ပေးနိုင်လို့ရှိရင်အပြင်မှာဆေးခင်းပြဖို့ချိန်ပေးနိုင်ဆိုရင်မသူရဲ့ပေးထားတဲ့တက်တော်မှာရှိတဲ့ Viber ဖုန်းနံပါတ်ကလေးမှာလာရောက်အသေးစိတ်တိုင်းပြန်ဆွေးနွေးလို့ရပါတယ်အဲ့မှာဆိုလို့ရှိရင်ဟော်မုန်းဖြစ်ဆက်စာတွေမိမကိုနဲ့ပေါင်ချန်တော်ဝိုက်သက်ရှိရင်လောက်တဲ့တိသက်မိမကိုဒီပေါ့နော်ဆ က်ပြားတွေနောက်စီဝန်းတွေကိုဘလို့သုံးရမလဲဆိုတဲ့ဟာလေးတွေကိုဗာလာညုံပေးမယ်ပေါ့နော်ဒီဟာတွေကိုဖြစ်တဲ့ဟာတွေကိုအသေးစိတ်လာရောက်တိုင်ပင်ဆွေးနွေးတဲ့အခါမှာဆိုရှင်ရင်အခမ်းမဲ့တိုင်ပင်ဆွေးနွေးပေးနေပါတယ်ယေရှုတင်ပါတယ်ရှင်